မပေတာတို့ဘာလို့အိဇက်ကားတွေလေပပတ်လျက်ပါတို့ဇက်ကားတွေအဲ့ဒီမှာပါတဲ့စန်ဒီယာခင်တို့နူကအမဝမ်းခွဲပေါ့ကိုကလည်းအဲ့လိုဗီလိန်တရုတ်ဆောင်ရတာမျိုးကိုအမှန်တကယ်ကတော့ကိုစဉ်းစားကြည့်တာလေဟိုအပြင်မှာလေသူများအမြင်ကပ်အောင်လှုပ်ရမယ်စိတ်ဓာတ်မျိုးမရှိတဲ့ခါကြကားရကြလို့ရှိရင်အပြင်မှာမပြောရတဲ့ဟာတွေကားရကြပြီးပြောပြလိုက်တာပပတ်လျက်ပါကားလေးထဲမှာသူတရုတ်ဆောင်ထားတာလေအရန်ကြိုက်တယ် ဲ့ခါကျတော့မန်တူကသူကရေးတင်ထားတာလေးကသူရဲ့အမတ်တရဇကားလေးကိုတဲ့သူအမတ်တရပြအောင်လို့တဲ့ပြန်ကြည့်နေပါတယ်တဲ့ဆိုပြီးအဲ့ဇကားလေးလည်းတင်ထားတယ်အဲ့ဒီဇက်ရုပ်ကလေးကိုလည်းသူကတင်ထားလိုက်တာအဲ့ဒါလို့ကြည့်လိုက်ပြင်အကွက်လေး comment လေးပြန်ရေးလိုက်ပါတယ်ကိုချစ်ရဆုံးတော့မမကြီးလို့ညီကောင်းကြမ်းပါပါစီနော်လို့ဆိုပြောပြောလိုက်တဲ့ခါကျတော့ညီမလေးတဲ့ပြန်ဆုံကျင်သေးတယ်နော်တဲ့ဟုတ်မမကြီးလို့ညီကောင်းအောင်သာကြိုးစားပါလို့ညီမနှစ်ယောက်ပြန်ဆုံကြမယ်နော်လို့အဲ့လိုအဲ့လို comment လေးမှာရေးလိုက်တယ် သူက90နှစ်ကနေပြီအဲ့လောက်ရှိနေပြီ90 90ကြော်တော့ကြော်ပြီလားတော့မသိဘူးတိတ်ဟိုပြောမှဆိုရင်တော့လူပညာသမားတွေကတော့ကိုယ့်ရဲ့အသက်ကိုတော့အမှန်အတိုင်းတော့မတင်ကြဘူးလေကိုယ်ဒီအမှန်ကြီးပြောရင်တော့မှာပဲသူများတွေကဘာဖြစ်လို့အမှန်ကိုပြောတာလဲဒါကတော့ကြီးလာပြီဇရာလေးဇရာကတော့တားလို့မရဘူးလေအသက်ကြီးတာတော့ကြီးတာပဲလေကြီးတာတော့ငယ်လို့မှမရတော့တာဟုတ်တယ်မလား तू ကအခုလဲအမေရိကန်မှာနေတယ်ဆိုပေမဲ့လို့လဲ तू ကဟိုမှာရသမျှပွဲအကုန်လိုက်ကြတာ အကုန်လိုက်ဆိုတယ်ဘယ်ပွဲမဆိုသူရအောင်တက်ပြအောင်တက်တယ်အဲ့ဒါလေးတကူကတော့အမှုပညာကိုချစ်တဲ့သူ့ရဲ့စိတ်ကလေးကတော့အရန်ကုန်ယူကောင်းတယ်မင်္ဂလာပါရှင်မင်္ဂလာပါဒီနေ့ဒီနေ့ဇက်ကြီးလေးပေါ့အဲ့အကြောင်းလေးဒီဆုံးပြပြရပါအောင်ရှင်အာအမှုပညာရင်ဖွင့်တန်းဆိုတဲ့ဒီမီဒီယာလေးကနေပြီးတော့ဖိတ်ခေါ်တဲ့အတွက်ကြောင့်မလို့ရက်ကြီးရိုက်ဖြစ်တာပါဟုတ်ကဲ့ပါမမ ဒါမှဆိုလို့ရှိရင်ညီမတို့သိခဲ့တာတော်တော်ကြီးကိုကြားခဲ့ပြီပေါ့နော်ဒါပေမဲ့အရင်နေကအဲ့ပုံဒီပုံစံလေးတိုင်းပဲခုချိန်ဒီလဲဘလို့လေးနူးပြောင်နေလဲမပြောပြပါဘူးအဲ့ဒါကတော့ကိုကိုကိုတော့စိတ်ချမ်းသာအောင်နေပါတယ်နောက်ပြီးတော့အဖြူစင်ဆုံးဖြစ်အောင်လည်းအရာရာအားလုံးဟိုလူတိုင်းလူတိုင်းအပေါ်မှာလည်းအဖြူစင်ဆုံးဖြစ်အောင်စိတ်နှလုံးထားတတ်အောင်ထားတတ်တဲ့အတွက်နူးပြောင်နေတယ်လို့ပဲထင်ပါတယ် ါဘာမှဆိုရင်ဟိုရင်ဒါတငယ်ချင်းအခန်းနေပေါ့နော်ဒါလူခန်းနေဒါအခုကြာတော့လဲဒါတမျိုးလေးဆိုရတယ်နော်ဒါမမရဲ့ဒီလိုမျိုးရုပ်ရှင်လောကအစမှကြာတော့မင်းသမီးခေါင်းဆောင်မင်းသမီးအနေနဲ့ပဲဝင်ချင်ခဲ့ရတာဟိုဘယ်လိုလေးရှိလဲပြောပြပြပါဦးအင်းအရင်တုန်းကတော့စလုပ်တဲ့အချိန်တော့1997အဲ့အချိန်တော့စလုပ်ခဲ့တာပေါ့နော်အဲ့ချုံတော့ အဲ့ဒီချိန်တော့ဆိုရင်တော့မင်းသမီးအနေနဲ့ကန့်လန့်တာလည်းရှိတယ်ဇာညွန်ပေးပြီးတော့ခေါင်းဆောင်မင်းသမီးအနေနဲ့ရိုက်ဖို့လိုပါတော့စီစဉ်ပေးထားတာလည်းရှိတယ်ဒါပေမဲ့အကြောင်းမင်းမူနဲ့တော့မရိုက်ဖြစ်ခဲ့ဘူးပေါ့လေနောက်တော့ဗီလိန်နေရိုက်တာပုံများတယ်อืมအဲ့ဒီချိန်တော့တော့ငယ်တဲ့ချိန်လဲပါတယ်ကိုကအဲ့ဒီချိန်တော့လှနေတဲ့ချိန်လဲပါတယ်ခါကြတော့လေဒီဗီလိန်နေရိုက်ရတဲ့ feeling အရန်ကြိုက်တယ်အရန်ကြိုက်တဲ့အတွက် ဟိုလာငားလို့ရှင်လည်းပဲဘီလိန်ပဲရိုက်တာများတယ်နောက်ပြီးတော့တရုတ်ဆောင်တဲ့အခါမျိုးမှာကြတော့လေဟိုဘီလိန်နဲ့ပို့ပြီးတော့အာတာတယ်အားကြောင့်မလို့ဘီလိန်ခန်းနေပဲအများကြီးရိုက်ဖြစ်တာများတယ်ဇယုတ်နဲ့လိုက်တယ်ဆိုပြီးတော့ငားတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကြတဲ့အခါကျတော့ကိုကအပြင်မှာတကယ်အေးစင်နေတတ်တဲ့လူဖြစ်တယ်ရန်တော့တကားမှမဖြစ်ဘူးစကားတွေမှာတော့ရန်ဖြစ်လိုက်စိတ်ဒီမမအခမ်းပါပြီဆိုတာနဲ့ ဘာကြီးများဟုတ်တယ်ဟုတ်တယ်လူတွေကအဲ့လိုပဲဟုတ်တယ်ဟိုပရိသတ်တော်တော်များများကလည်းလေဟိုဟိုဘယ်နေရာလေးသွားလိုက်သွားလိုက်ပေါ့နော်ဟာလူကျမ်းမာကြီးလာပြီဟိုကားတွေကလူကျမ်းမာကြီးတို့ဟာဒီမိမကြီးရမ်းမုန်းတာပဲတို့သိရမလားအာဒီကောင်မကြီးကိုရမ်းမုန်းတာဟိုကောင်မဟိုကောင်မလာနေပြီကြည့်ဟာလူသုံးမကြီးလေအဲ့လိုမျိုးရောခံတာများတယ်ဒီလားအဲ့ဒီချိန်မှာကိုကလေနည်းနည်းလေးစိတ်မကောင်းဖြစ်တာတွေပါရောရှိလားဒါမှမဟုတ်ပျော့လားပျော့တာပေါ့ ကိုလုံးဝရကိုတရုတ်ဆောင်လိုက်ရဲ့အပိုင်းမှာအာဒါငါအောင်မြင်သွားတာပဲငါ့ကိုကြည့်မဲ့ပြိတ္တရှိတာပဲငါ့ကိုအားပေးမဲ့ပြိတ္တရှိတာပဲဆိုရက်ဟိုအမှုပညာသမားတယောက်ကတော့ဒီလိုအားပေးမဲ့ပြိတ္တမျိုးရှိမှာပဲကို့အတွက်ကအရန်ထစ်ပေါ်မှာဆိုတဲ့အခါကျတော့ကြီးနေတာပေါ့ပြောတာပေါ့မကြိုက်ဘူးဟိုရူရူတနန်မင်းသမီးလေးဖြစ်ဖြစ်တငယ်ချင်းအခန်းလေးတွေပဲဖြစ်ဖြစ်အဲ့လိုအခန်းမျိုးလေးတွေပဲတရုတ်ဆောင်ပေးပါပေါ့နော်ဟို အဓိကကတော့ဒီအတော်ရီအမေတွေမိသားစုအတိုင်းဝိုင်းအကုန်လုံးอ่ะပေါ့เนาะအာအဲ့လိုမျိုးမျိုးမလုပ်ပါနဲ့လူဆုံးမြတ်ကတဲ့အခန်းမျိုးကြီးတွေကိုမလုပ်ပါနဲ့ဟိုမကြိုက်ဘူးပေါ့တို့ကတော့လူကြီးတွေဖြစ်တာ哦ဒါပေမဲ့လည်းကို့အနေနဲ့ကကြတော့ဒါမျိုးအခန်းကိုပဲလုပ်ချင်တာကို့လက်တွေဘဝမှာကတော့အမှန်ပြောလို့ရှင်တကယ်ကိုဟိုအေးအေးချမ်းချမ်းနဲ့နေတတ်တဲ့လူမျိုးတိတ်ပြီးတော့အိမ်မှာဆိုလို့ရှိရင်လေအိမ်မှာနေလို့ရှိရင်စကားတိတ်ပြောတဲ့လူလည်းမဟုတ်ကိုယ်ခန့်တကူနေတာမျိုးလေဒါပေမဲ့တကယ်တော့တရုတ်ဆောင်ရတဲ့အခါမျိုးကြီးကြတော့ ဗီလိန်တွေသူများအမြင်ကပ်ရမဲ့အခန်းမျိုးတွေပြုတ်ဆောင်လာတာပုံများတယ်။အော်ဟိုအရင်တုန်းကတော့အခုလောလောဆယ်အမေရိကန်မှာရှိနေတဲ့အမဟိုမပေတာတို့ဘာတို့အိဇက်ကားတွေလေပပတ်လေးပါတို့ဇက်ကားတွေအဲ့ဒီမှာပါတဲ့စန်ဒီယားခင်တူနူကအမဝမ်းခွဲပေါ့အသူနဲ့စပြီးတော့မှဒီရုပ်ရှင်လောကကိုကိုကစဝင်တာလေ ညွားလေးနေဝသနာပါသလားဝါသနာပိုင်လိုက်ခဲ့ဆိုပြီးတော့မှအရင်တော့ဟိုဟိုမတို့ခစ်သွားဆိုလို့ရှင်တော့ပန်းစိုရန်ဂုံတရာတို့ဘာလို့အဲ့လိုရှိရလဲအဲ့ခါဆိုအဲ့မှာက35လမ်းတို့ပန်းစိုရန်ဂုံတရာတို့ဆိုတာကအမှုပညာအတမတော်တော်များများအဲ့မှာစုဝေးရအရက်ပဲလေအယုရှင်လောကလေးပေါ့နော်အဲ့အဲ့မှာအဲ့နေရာလေးကိုတစ်ခေါက်ခေါ်သွားတယ်အဲ့တစ်ခေါက်ကလေးနဲ့တင်ပဲဟိုလူတော်တော်များများအရင်တော့ဆိုတော့မှသပင်အရှိင်းနဲ့ကိုကနေတယ်လို့ဆိုတော့လေ အဲ့မှာကလေးကအဲ့တစ်ခေါက်လေးနဲ့တင်ဟိုဆရာဒရိုက်တာဟိုဘုံတက်လွင်တို့နောက်ပြီးတော့မောင်းလေးလင်းတပြူတို့ရဲ့အဲ့အမျိုးတွေနဲ့လေအဲ့ဆရာတွေနဲ့လက်တွဲပြတယ်အဲသူတို့ကကန်းလန်းတာပေါ့နော်ဇာကားရိုက်ဖို့ပါညာဟုတ်စားဆရာသူဘုံတက်လွင်နေဆိုလို့ရှိရင်ကတော့ဟိုကြားထဲမှာကစားသူတို့ရဲကုတ်ကူတို့လင်းစာနေစောတို့ဟိုဟာလေနော်မင်းမိဘလူလည်းမိတော့မိပါအဲ သူတို့ပေါ့နော်အဲအဲ့ဒါမျိုးတွေရိုက်ကြအများတယ်ရဲကုတ်ကိုနဲ့ဇက်ကားရိုက်ကြအများတယ်နောက်ကိုရဲအောင်လူတွဲရတာတွေများတယ်အဲ့လိုဒါခုနကမပြောလိုက်လို့ဒါအဲ့ဒီဆန်ရခင်မှုဆိုလို့ရှိရင်လေဒါခုနကပြောလို့ပဲဟိုအရက်လာတယ်ဒါပေမဲ့ feeling ပုံစံပဲအများရန်သွားထားတာဆိုတော့မှဲ့လေးနဲ့ဆိုတော့ဟုတ်တယ်လုံးဝတော့ဟုတ်တယ်ဟုတ်တယ်အခုအခုချိန်ထိပဲမနေ့ကတောင်မှပဲ line ပေါ်မှာစကားပြောပြတည်တယ်အမနဲ့လေအမကတော့ဘာပဲပြောအခုချိန်ထိကိုညီမလေးကိုတော့အားပေးတော့မှာပဲဟုတ်ကမော ိုက်ဟိုညီမဝင်ခွဲဆိုမှဲ့လေးလေးလဲမှာတူတယ်နော်ဟုတ်တယ်နောက်ပြီးတော့တူတာကလေသူ့မှာလဲငွေထားတာလေးကဟိုသူ့သူ့ကြီးလေးอ่ะလေသူ့ตาအကြည့်ကောင်မွေးတဲ့ကလေးလေးอ่ะအမွှား2ယောက်အမမှာလဲမွေးထားတာအမွှား2ယောက်ตาလေးသူကလဲညီမမလို့လာတော့မသိဘူးသူကလဲဒီလူဗီလိန်မျိုးတွေမို့ဟိုဝါသနာပါလို့လုတ်တလို့ကိုကလဲအဲ့လိုဗီလိန်တရုတ်ဆောင်ရတာမျိုးကိုအမှန်တကယ်ကတော့ကိုစဉ်းစားကြည့်တာလေဟိုအပြင်မှာလေသူများအမြင်ကပ်အောင် လုံးဝမဲ့စိတ်ဓာတ်မျိုးမရှိတဲ့ခါကျကားတဲ့ကြလို့ရှိရင်အပြစ်မှမပြောရတဲ့ဟာတွေကားတဲ့ကြပြီးပြောပြလိုက်တာအဲ့လိုရှိအောင်အခုလောလောဆယ်တော့သူတင်ထားတာလေမနေ့ကရင်ကြည့်လိုက်တာလေဟိုပန်းပန်လျက်ပါပန်းပန်လျက်ပါကားလေးထဲမှာသူတရုပ်ဆောင်ထားတာလေအရန်ကြိုက်တယ် ဲ့ခါကျတော့မန္တူကသူကရေးတင်ထားတာလေးကသူရဲ့မတ္တရဇကားလေးကိုတဲ့သူအမတ္တရဖြစ်အောင်လို့တဲ့ပြန်ကြည့်နေပါတယ်တဲ့ဆိုပြီးအဲ့ဇကားလေးလည်းတင်ထားတယ်အဲ့ဒီဇက်ရုပ်ကလေးကိုလည်းသူကတင်ထားလိုက်တာအဲ့ဒါလို့ကြည့်လိုက်ပြင်အကွက်လေး comment လေးပြန်ရေးလိုက်ပါတယ်ကိုချစ်ရဆုံးတော့အမမကြီးလို့ညီကောင်းကြမ်းပါပါစီနော်လို့ဆိုပြောပြောလိုက်တဲ့ခါကျတော့ညီမလေးကြီးတဲ့ပြန်ဆုံကျင်သေးတယ်နော်တဲ့ဟုတ်မမကြီးလို့ညီကောင်းအောင်သာကြိုးစားပါလို့ညီမနှစ်ယောက်ပြန်ဆုံကြမယ်နော်လို့အဲ့လိုအဲ့လို comment မှာရေးလိုက်တယ် စာရီကတော့ပြန်လည်ရေးပစ်ပါတယ်။နောက်ပြီးတော့သူ့ရဲ့မွေးနေ့မွေးနေ့တိုင်းမှာလည်းလေအင်းကအတော်တို့ဘာတို့လေလေလှန်လှန်ပြီးတော့သူကတော့တယ်။ပတ်စံတယ်လေ။လှန်လှန်ကတော့အခုချိန်ထိပါပဲ။သူက80နောက်ကနေပြီ။အဲ့လောက်ရှိနေပြီ80 80ကြော်တော့ကြော်ပြီလားတော့မသိဘူး။တိတ်ဟိုပြောမစွင်တော့လူပညာသမားတွေကတော့ကိုယ့်ရဲ့အသက်ကိုတော့အမှန်အတိုင်းတော့မတင်ကြဘူးလေ။ ကိုယ်ဒီအမှန်ကြီးပြောရင်တော့မှပဲသူများတွေကဘာဖြစ်လို့အမှန်ကိုပြောတာလဲဒါကတော့ကြီးလာပြီဇရာလေးဇရာကတော့တားလို့မရဘူးလေအသက်ကြီးတာတော့ကြီးတာပဲလေကြီးတာတော့ငယ်လို့မှမရတော့တာဟုတ်တယ်မလား तू ကအခုလဲအမေရိကန်မှာနေတယ်ဆိုပေမဲ့လို့လဲ तू ကဟိုမှာရသမျှပွဲအကုန်လိုက်ကြတာအကုန်လိုက်ဆိုတယ်ဘယ်ပွဲမဆို तू ရအောင်တက်ပြအောင်တက်တယ်အဲ့ဒါလေးတကူကတော့အမှုပညာကိုချစ်တဲ့သူ့ရဲ့စိတ်ကလေးကတော့အရန်ကုန်ယူကောင်းတယ်ဟုတ်တယ် ။ဘာလို့လဲဆိုတော့အနုပညာသမားကမကအလဲကောင်းမလေးဟိုနှစ်20လောက်တော့ဟသွားတယ်လေ။ဟသွားတဲ့အတိုင်းဒါမှတော့ဟိုမလုံလိုက်ရတဲ့အခါအခုပြန်ရိုက်တဲ့အခါမှာတော့၄50နှစ်လောက်တော့ရှိပါပဲ။အဲ့လို၄50နှစ်ရှိသွားတဲ့အချိန်အခါမှာလဲဟိုလာငားရင်ငားသလိုပဲရိုက်ဖြစ်တယ်။ဟိုတော်တော်များများလဲဟိုဇကားတွေတော်တော်များများမှာလဲဟိုကဖြစ်ပါတယ်ပါပါတယ်။ဒါပေမဲ့ခုနောက်ပိုင်းကျတော့လဲလေဟိုအရင်တုန်းက မြုပ်နေတဲ့တရုတ်ဆောင်တော်တော်များများကဟိုပါဝင်ဝင်တိတ်မရကြသေးတဲ့တရုတ်ဆောင်တွေအများကြီးပဲရှိတယ်။သူတို့ကတကယ်ကိုတော်ပြီးတော့တကယ်ကိုလုံနိုင်ကြတဲ့လူတွေဖြစ်ပေမဲ့လို့အဆက်အဆက်မရှိတော့တာလားခဏလေးနားလိုက်တဲ့အချိန်မှာအဆက်ဆက်မရှိတော့တဲ့အတိုင်းဒါဖြစ်တဲ့အခါကျတော့ဟသွားတာမျိုးတွေရှိကြတာပေါ့နော်မင်းတို့လည်းအမှုပညာသမားဖြစ်တဲ့အတွက်အမှုပညာကိုပြန်တော့လှုပ်ချင်ကြတာပဲဒါပေမဲ့တကယ်တမ်းကျတော့ဟိုမရက်ရပဲနဲ့ ဟိုနားနေကြရတဲ့ရုပ်ဆောင်တွေအများကြီးရှိပါတယ်။အဲသူတို့အတွက်ကိုလည်းပြန်ပြီးစူးစမ်းကြပါပြန်ပြီးတော့အမှုပညာကိုဟိုပြသခွင့်ရအောင်လို့ပြန်စူးစမ်းကြပါနောက်ပြီးတော့အခုဒရိုက်တာတွေအခုအခုရိုက်နေကြတယ်ပေါ့ဇလန်တွေတွေရိုက်နေကြတဲ့ဒရိုက်တာတွေကိုလည်းကိုယ်ပြောချင်တာပေါ့နော်အဲ့ဒီ အမှုပညာသမားတွေရင်တစ်ခက်ကဟိုစ조사ခဲ့တဲ့အမှုပညာသမားတွေတကယ်တော်တဲ့အမှုပညာသမားတွေလည်းအများကြီးရှိပါသေးတယ်။အဲ့ဒီအမှုပညာသမားလေးတွေကိုလည်းလက်တွဲခေါ်ပေးကြပါလို့ပြောချင်ပါတယ်။ဟိုလောလောဆယ်ကတော့ဟိုရမက်ဆိုတဲ့ကားလေးမှာတော့လေဟိုပထမဆုံးစာဖွင့်ဝင်ရင်လာတဲ့ဟိုအပိုင်းလေးတွေမှာအပိုင်းလေးတွေမှာတော့ရမက်မှာတော့တော်တော်လေးပောက်ပါတယ်။အဲ့ကားလေးတော့လာထားတာပေါ့နော်။လောလောဆယ်တော့အဲ့ကားလေးလာနေပါတယ်။ ဒါပေမဲ့နောက်ပိုင်းဆိုရင်လည်းမအနေနဲ့ကဇက်ကားတွေကိုနည်းနည်းစီစစ်ပြီးတော့မှပဲရိုက်ချင်တော့တယ်။ဘာကြောင့်လဲဆိုတော့လေအသက်ရလာတဲ့အပိုင်းလဲပါတဲ့အခါကျတော့ဟုတ်အရင်တော့ဆိုလို့ရှိရင်တော့လေရှူတင်ဆိုလို့ရှိရင်ရှူတင်ကားတွေကလာပို့တယ်လာကျိုးတယ်အဲ့လိုမျိုးတွေရှိကြတယ်လေ။အခုနောက်ပိုင်းကျတော့လာပို့လာကျိုးတာမရှိတဲ့အခါကျတော့ဟိုအသက်ကြီးပိုင်းနေအနေနဲ့ကျတော့လည်းနည်းနည်းခက်ခဲတယ်။ပင်ပန်းတော့ဗောနောကို့အထုပ်ကိုဆွဲပြီးသွားရတာမျိုးတွေပါတယ်ကျတော့အဲ့မျိုးကျတော့ခါကျတော့လေဟို ပင်ပန်းတဲ့အတွက်ကြောင့်မို့လို့တိတ်ပြီးတော့ဟိုတကယ်ရိုက်ကွင်းရောက်သွားတဲ့အခါကျတော့လို့ရှင်ဒီလူတယောက်ကပင်ပန်းနေတဲ့အခါကျတော့လောက်ရမဲ့ character တွေမှာနည်းနည်းရှော့သွားတာတော့ပါရှိတတ်တယ်။ဘာလို့ပင်ပန်းနေတယ်လူအသက်ရလာတဲ့အပိုင်းမှာကျတော့ဒီဟိုပင်ပန်းတဲ့ဓာတ်ကိုမခံနိုင်ကြအောင်တကယ်တမ်းကျတော့အခါကျတော့လောက်ရတဲ့အပိုင်းမှာလည်းအရင်အများကြီးလောက်ရတဲ့ဟာမျိုးတွေပါတဲ့အခါမျိုးအန်တီတို့အနေနဲ့ဟိုပြောမှဆိုလို့ရှင်တော့ ဇက်ကားထဲမှာအများကြီးပါရတဲ့အခန်းမျိုးတွေတရက်ထဲနဲ့အပီးရိုက်တာမျိုးတွေပဲရှိကြတယ်။အဲ့တော့ကျတော့လူကလေမလိုက်နိုင်တော့ဘူး။အဲဒါကြောင့်မခုနောက်ပိုင်းဆိုလို့ရှိရင်လာခေါ်တဲ့ကားစီလို့ဆိုလို့ရှိရင်တော့နည်းနည်းလေးစီစီပြီးတော့လိုက်တယ်။ငွေကြေးကတော့အတိကမဟုတ်ပါဘူး။ဒါပေမဲ့ကိုပါရမဲ့ဟိုအခန်းလေးမှာတော့ဟိုကိုပါရတဲ့ character လေးမှာများများလေးပါရမယ်။ဟိုကိုလုတ်ကွက်ကလေးရှိမယ်။ငွေကြီးအပိုင်းကိုမပြောလို့ကို့အပေါ်မှာ ဟိုနားလည်မှုအပြည့်နဲ့လေးလေးစားစားဖြစ်ပြီးတော့ဒီနေရာလေးမှာဒါဒီအမအကိုပဲလိုအပ်ပါတယ်ဒီအန်တီကိုပဲလိုအပ်ပါတယ်ဆိုပြီးမှတကယ်တံပိုးထားပြီးခေါ်မဲ့တံပိုးထားပြီးလက်တွဲသွားမဲ့ဇကားမျိုးလေးတွေဆိုရင်တော့ရိုက်ချင်ပါသေးတယ်